ဘိန်းကြီးဆိုင်ငယ်တွေမှာမော်ဒယ်အတူတူကိုတစ်စီးနဲ့တစ်စီးဘာကြောင့်ဈေးတန်းကွာဟရတာပါလဲအားလုံးမင်္ဂလာပါကျွန်တော်ကြောကြောအောင်မော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်အခုကျွန်တော်ရဲ့ရှိတဲ့တက်မှာရှိနေတဲ့ဆိုင်ငယ်ကတော့ Nike Bike ချစ်တူတွေကြားမှာရေဘန်းစနာမည်ကြီးတဲ့ Yamaha MT50 ဆိုင်ငယ်ပဲဖြစ်ပါတယ်ဒီဆိုင်ငယ်ကတော့မော်ဒယ်က2018မော်ဒယ်ပါဒီ2018မော်ဒယ်စီးနီးမှာဆိုရင်လည်းဘိန်းကျော်အနေထားပေါ်မှာမူတည်မှဈေးတန်းတွေကအမျိုးမျိုးကွာဟတဲ့ဒီအခုကျွန်တော်ရဲ့ရှိတဲ့တက်မှာရှိနေတဲ့ဆိုင်ငယ်ကတော့အခုလက်ရှိဘိန်းကြီးဆိုင်ငယ်ဈေးကိုတက်မှာ တတော်ကိုရှားတွားပြီလို့ပြောမယ်ဘိမျိုးစားလေးပဲဖြစ်ပါတယ်ဘာလို့လဲဆိုရင် original ကီလိုမှ2000ပဲရှိသေးလို့ပါတစည်းနဲ့တစည်းအားဘိန်းကျော်တွေကဘယ်မှာ၄ကွာသွားလဲဆိုတာကိုကျွန်တော်တလက်စားတယ်ရှင်းပြချင်ပါတယ်ဒီဘိန်းကြီးကဆိုရင်ဒါ original တာယာအောင်မှ90ရာခိုင်နှုန်းကျကျကောင်းသေးတယ်ဘာလို့လဲဆိုရင် original ကီလို2000ပဲရှိသေးလို့ပါဒါလုံးဝကိုကီလိုအမှန်ကီလိုရှော့မထားဘူးသူ့ရဲ့တာယာတွေကစဒါယာမာရဲ့ original တာယာ ဖောက်နေဆိုရင်လည်းဒါကျွန်တော်တို့ဒီဖောက်ပိုင်းဆိုင်ရာကိုတစ်စက်မှပြန်ပြင်ထားတာမရှိဘူးလုံးဝဒါတော့ original ဖောက်ပဲသူ့မူလအတိုင်းပဲပေါ့နော်ဒီလိုမျိုးဘိန်းကျော်ကတရှိစကန်စည်းကွက်တန်းမှာတော်တော်ကိုရှားသွားပြီပဲဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကတော့သူ့ရဲ့ကာဘာစေးသားတွေပါနော်ဒီလိုမျိုးဘိန်းကျော်တက်တာဖြစ်တဲ့အတွက်သူ့ရဲ့ကာဘာစေးသားတွေဟာဆိုရင်လည်းဒါ original ကာဘာစေးသားတွေနော်နောက်ထပ်စေးတွေမွမ်းမံထားတာစေးမုတ်ထားတာမျိုးမရှိဘူးပေါ့နော် ဒါကာဘာစီးတာကသူ့ရဲ့ original စီးတာတွေပါเนาะသူ့ရဲ့ engine power က 150cc နဲ့ထွက်ရှိတယ်ပြီးတော့ရေတိုင်းကြီးပါရှိတာဖြစ်တဲ့အတွက် highway မောင်းကြီးမျိုးမှာ engine heater တာမျိုး engine အေးကန်စနစ်ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့လူငယ်တွေကြားမှာဒီဗန်ဆာလူကြိုက်များပါတယ် highway မောင်းတဲ့သူတွေတော်တော်များများစိတ်ကြတာကိုတွေ့ရပါတယ်အဒီမှာဆိုရင်လည်းဒါသူ့ရဲ့ original engine ဇင်သားသူ့ရဲ့ဇင်သားတွေကနောက်ထပ်မွှန်းမှန်ထားတာလားဒါမှမဟုတ်ရင် original စီးတာလားဆိုတာစင်ကြွင်ကျင်သူတွေကနားလေတယ် ြီးလိုက်တာနဲ့တန်းတည်တယ်ပေါ့နော်ဒီမှာဆိုရင်ဒါ original စေးဒါ original ဇင့်ဒါပဲရှိပါသေးတယ်နော်အဲ့ဒါကြောင့်မလို့လေဒီဘိန်းကအခြားဘိန်းနဲ့တော့ဈေးများကောင်းများနိုင်ပါတယ် Yamaha MP50 ဆိုင်ကရဲ့ဖောက်ကခါဖောက်နဲ့လာပါတယ်ဒါကျွန်တော်ဘိုင်းခွက်ကိုလည်းရိုက်ပြခြင်းတယ်မယုံမှဆိုလို့ပေါ့နော်ဒီမှာဆိုရင်လဲဒါ original ကီလိုမှ2000ပဲရှိသေးတယ်နော်2000ပဲရှိသေးတယ်ဒီလိုမျိုးဘိန်းကျော်ဒီလိုမျိုးဘိန်းတန်တာကဈေးကွက်ထဲမှာတော်တော်ကိုရှားသွားပြီဒါကျွန်တော်မြန်မာနိုင်ငံမှာ နောက်ဆုံးမော်ဒယ်တွေက Yamaha MT50 မှာမရှိသေးဘူးမဝင်သေးဘူးပေါ့နော်။၂23မော်ဒယ်လောက်ထိပဲဈေးကွက်ထဲမှာ Yamaha Line စင်ကြီးနဲ့ရှိမယ်။အဲ့ဒီနောက်ပိုင်းမော်ဒယ်တွေကမြန်မာနိုင်ငံကိုဝင်တာမရှိသေးဘူးပေါ့နော်။နောက်23မော်ဒယ်မှာဆိုရင်တော့ Yamaha Line စင်ကြီးနဲ့လည်းရှိမယ်။ပြီးတော့ Data Line စင်နဲ့လည်းရှိအောင်မယ်ပေါ့နော်။သူ့ရဲ့နောက်မိကွက်လေးရဆိုလဲကြည့်လိုက်ပါဦးများ။၈ဆရာလေးနော်။ Yamaha MT50 ဆိုင်ကတကယ်ကျွန်တော်လည်းအရင်ကြိုက်တယ်။နှစ်ခေတ်ပိုက်တည်းမှာဆိုရင် Yamaha MT15 ရယ် Honda CB150 ရယ်ဒါကျွန်တော်ကတော့ကြိုက်တယ်ပေါ့နော်။ ီးတော့ဒီမာရီဆိုလဲဒါသူ့ရဲ့အိဇောနော်ဒါ original အိဇောနော် original အိဇောကာဘာနဲ့နော်ဒီမှာစက်တန်လေးကလုံးဝကိုညင်ညင်လေးနော်ဒီမှာစက်တန်လေးကလုံးဝကိုညင်ညင်လေးနော်ဒီမှာလုံးဝကျွန်တော်တို့ဗျာကီလိုတောင်းချီရှိသွားပြီအနည်းဆုံးကီလို2000လောက်ကျော်လာပြီဆိုရင်စက်တန်ကနည်းနည်းကျန်းရင်ကျန်းလာမှာဒီမှာစနိုးလိုက်တာနဲ့ကိုလုံးဝတိတာတာနော်စက်တန်လေးကလုံးဝကိုညင်ညင်လေးညင်ညင်လေးနော် တော်တော်မိုက်တယ်တော်တော်လှတယ်ပေါ့နော်နော်မှအိဇောတန်လေးကနားစင်ကြည့်ပေးကြပါအောင်ဥပမာကျွန်တော်တို့ဘေးချစ်ပြမိခလုတ်ပဲဖြစ်ဖြစ်စတက်ခလုတ်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီခလုတ်တွေဒီအတုံးများတာကြာလာနဲ့ဒီခလုတ်တွေဒီအတုံးများလေးလေးပိုးပြီးမှဆေးရောင်တွေကပိုးပြီးမှလွန့်လေးလေးဆေးရောင်တွေကပိုးပြီးမှမိန်သွားလေးလေးပေါ့ အဲ့ဒီလိုမျိုးဒီကလောက်လေးကိုလိုက်စစ်ကြည့်မယ်ဆိုရင်လေ original ကီလိုကတကယ်မှန်သေးလားမမှန်သေးလားဆိုတာကိုကြွကြံစိတ်ပြလို့ရပါတယ်။ဒါတော့စီတိုင်းကြီးပါ။စီတိုင်းကြီးအဖုံးကာပါမှာဆိုရင်လေစီးအောင်တွေကလွန့်သွားပြီလားမလွန့်သွားပြီလားဆိုတာကိုကျွန်တော်ဒီနားလေးတွေကိုတစ်ချက်လိုက်စစ်လို့ရတယ်။ဘာလို့လဲဆိုရင်ဆိုင်ကစီးတဲ့တူကထိုင်လိုက်ပြီဗျာ။ထိုင်လိုက်တဲ့အချိန်မှာသူကဒူးနဲ့တော်တော်ပွတ်တာ哦။အဲဒီလိုမျိုးတောင်လေးတွေကဒူးနဲ့တော်တော်ပွတ်တာ။ဒူးနဲ့ပွတ်လေးလေးစီးအောင်တွေကပုံမှန်မိန်လေးလေးပေါ့။အဲ့ဒါဆိုတော့ဒီဆိုင်ကိုကြည့်ခြင်းအပြင် original စေးတာ original ကီလိုကတကယ်မှန်နေဆိုတာကိုကျွန်တော်တို့လစ်တွေတက်တည်ပြလို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးတွေအတင်ချလောက်လိုက်တာနဲ့ဒီမှာတစ်တစ်ဆိုပြီးရင်အလုံးကြားကြားလိုက်မယ်အဲဒီလိုမျိုးလေးပေါ့အတန်လေးလည်းမြည်တယ်ပြီးတော့ဒီမှာဆိုရင်ဒါကြည့်လေဟုတ်ဒါလုံးဝချွန်းချွန်းလေးတွေဒါတော့ original အတိုင်းမို့လို့ဒါအခုမှအစီးနေသေးလို့ဒီမှာဆိုရင်ဒါချွန်းချွန်းလေးတွေကြံနေသေးတယ်ပေါ့နော်တကယ်လို့ဒါအစီးများတယ်တကယ်လို့ဒါဒီပေါ်မှာခြင်းနှင်းတာများတယ်အစီးများတယ်ဆိုရင်ဒါလေးတွေတုံးသွားတာ အင်းပပလေးဖြစ်သွားတာပေါ့နော်ဒီခြေတင်တန်းလေးကလုံးဝပါသွားတယ်တုံးသွားတယ်ပေါ့နော်ဒီလိုမျိုးချွွွွွလေးတွေကြံတော့မှမဟုတ်ပါဘူး shift rate ရော knob rate ရော လုံခြုံမှုပိုရှိသေးမဲ့ disc brake တွေနဲ့ထွက်လုပေးထားတာကိုတွေ့ရပါတယ်ပြီးတော့ဆိုင်ကွေရီကဆိုလဲသူ့ရဲ့ delic ွေရဲ့ပုံစံဒီဇိုင်းကတော်တော်ကိုချစ်စရာလေးအခြားတော့ဆိုင်ကလေးနဲ့မတူဘူးเนาะလုံးဝကိုထွန်းထားတဲ့လုံးဝကိုပုံဖော်ထားတဲ့ delic ွေဒီဇိုင်းလေးကလုံးဝလူငယ်ကြိုက်ဒီဇိုင်းလေးပဲဖြစ်ပါတယ် အပြင်မှာဘိန်းကြီးဆိုင်ရဲ့တစီဝယ်တော့မယ်ဆိုရင်အခုကျွန်တော်ရှင်းပြသွားတဲ့အချက်တွေကိုလိုက်ကြည့်ခြင်းအပြင် original ကီလိုကတကယ်မှန်လားမမှန်လားဆိုတာကိုဖွေကြံစိုက်ပြလို့ရပါတယ်။ဒါလေးကတော့ကျွန်တော်မူတုနိကဆိုင်ရဲ့ချစ်သူမိတ်ဆွေတွေဘူးဒတာရအောင်လို့တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီနောက်ဆုံးရှင်းမော်ဒယ်စီးရီးမှာဆိုရင်လည်းဘိန်းကျော်အနေထားပေါ်မှာမူတီမှဈေးတန်းကအမျိုးမျိုးပေါက်နေတယ်။အမှန်တိုင်းပြောရမယ်ဆိုရင်ဒီနောက်ဆုံးရှင်းမော်ဒယ်ကီလိုတောင်းကြည့်ပါတဲ့ဘိန်းနေဆိုရင်လောလောဆယ်ဈေးကိုထဲမှာကရပ်လစ်လိုင်စင်ကြီးနဲ့ကို ်7သိန်း90ဝင်းကျင်တစ်ပတ်လည်းပဲရှိတယ်ဘင်းကျော်နည်းနည်းတင်းရင်တော့7သိန်း90ကျော်ပဲရှိတယ်ဒါလေးကတော့ original ကီလို2000ပဲရှိသေးတယ်ဘင်းကျော်ကလုံးဝကိုတက်တယ်ဒီလိုမျိုးဘင်းဒီဆိုင်ကလုံးဝရှားသွားပြီဖြစ်တဲ့အတွက်ဈေးတန်းကတော့အခြားဘင်းတွေတဲ့7သိန်း20ကျော်လောက်ဈေးမြပါတယ်ဒီလိုမျိုးဘင်းအစဉ်မျိုးဆိုရင်ဈေးကွက်ထဲမှာလောလောဆယ်7သိန်း120ရနေ128သိန်းကျမှာဈေးမျိုးပေါက်နိုင်ပါတယ်အခုရှင်းပြသွားတဲ့ original ကီလို2000နဲ့ ဘင်းဒစ်ဆိုင်ရာမန် MP50 ဆိုင်ကယ်ကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့မန္တလေးမြို့58လမ်း130နဲ့130အေချာမှာပွင့်လင်းထားတဲ့ကုမျိုးဝင်းဆိုင်ကယ်ရှိုးရူးမှာစတင်ဝယ်ယူအပ်ပေးလို့ရနေပါပြီခင်ဗျာဒီလူမျိုးဘင်းဒစ်ဆိုင်တွေလည်းရှိမယ်ပြီးတော့အခြားတော့ရာမန် MP50 တဲက98 model 99 model 90 model model အစုံကီလိုအားလည်းအစုံဘင်းကျော်အစုံနဲ့လည်းဈေးတန်အမျိုးမျိုးအများကြီးထရှိပါသေးတယ်ကျွန်တော်မိုဒူနီကဆိုင်ကယ်ချစ်သူမိတ်ဆွေတွေ အခုလိုမျိုးဘိန်းဒီဆိုက်ကိုစီးကျင်နေဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေကုမျိုးဝင်းဆိုင်ရဲ့ရှိုးရုံးကိုလှမ်းလာခဲ့ပါဦးလို့ကျွန်တော်ကြော်ကြော်အောင်ကရွေးထွေးစာဖိတ်ခေါ်လိုက်ချင်ပါတယ်ခင်ဗျာ